မင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ Oracle Dot Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့ season 10ဆက်သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလန်ကောလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့ကပြပြန်လေးခင်ပြီးတော့မှဇလန်လေးရဲ့အဆုံးထိကိုရှိရှိအားပေးကြပါအောင်နော်မင်္ဂလာပါကျမကတော့ New Orleans မှာနေထိုင်တဲ့ Amber ဖြစ်ပါတယ် channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော် ပျော်ရွှင်မှုတွေနဲ့ချက်ချင်းတရားတွေနဲ့ပြည့်နေနေကြတဲ့အင်္ဂလိပ်တစ်လုံးမှကျွန်မနေထိုင်ခဲ့ပါတယ်။ဖေဖေကအလုပ်တွေအများကြီးလုပ်ပြီးတော့ကျွန်မတို့ဘဝအတွက်အကောင်းဆုံးစူးစမ်းနေပါတယ်။ကျွန်မအသက်၄နှစ်အရွယ်မှာဖေဖေကဂျပတ်တာလုံးမနာမနေကျွန်မအတွက်တစ်ပင်အင်္ဂလိပ်ကိုစောက်ပေးခဲ့တာပေါ့။ဒီနေရာလေးကတမိလေးအတွက်ဖေဖေလုပ်ပေးထားတဲ့ထူးခြားတဲ့နေရာလေးပဲနော်။ဒီနေရာလေးကိုလာပြီးတော့ကောင်းကင်ကြီးကိုအမြဲတမ်းတမိကြည့်လို့ရတယ်။ကျေးဇူးတင်ပါတယ်ဖေဖေ။ ပြီးတော့တမီးရဲ့ညီမလေးကြီးလာတဲ့အခါကျရင်လည်းအဲ့ဒီအိမ်လေးကိုသူနဲ့အတူတူသုံးမယ်လို့အဖေကိုကတိပေးပါပြီးတော့နှစ်ယောက်လုံးတူတူပျော်ပျော်နေရမယ်နော်တမီးကတိပေးပါတယ်ကျမရဲ့ညီမလေးကကျမထက်အသက်နှစ်နှစ်ပိုငယ်ပါတယ်ကျမသူ့ကိုလည်းအရင်ချစ်ပါတယ်ကျမသူ့အတွက်ကပြရတဲ့အချိန်ဒီမှာလည်းသူကလက်ခုပ်တီတီးပြီးတော့ကိုအားပါတရရေတက်ပါတယ်ဒီလိုနဲ့ကျမအသက်6နှစ်အရွယ်ရောက်တော့မိဘတွေကကျမတို့နှစ်ယောက်အတွက် walkie talkie ဝယ်ပေးခဲ့ပါတယ် မိဘတွေကိုတူတူပုံနဲ့ကစားနေရင်လည်းကျမတို့အရင်ပြောနေကြတာပေါ့ဒီမှာရှင်းနေ over ဒီဘက်မှာတော့မမေရဲ့စပင်ကို မြင်နေရတယ် over ကောင်းပြီဒါဆိုရင်အပေါ်တက်ခဲလိုက်တော့ over ကျမကတိပင်ဘောကနေဆင်းလာတဲ့အချိန်မှာအန်တီလေးနဲ့သူ့ရဲ့သမီးကကျမတို့ channel ဝင်လာတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ကျမတို့လည်းအန်တီလေးကိုအပြေးနှုတ်ဆက်လိုက်ကြတာပေါ့ amber နဲ့ rose သမီးတို့ကအရဲ့ကြီးတွေရှိလာချရတယ်နော်ကျမရဲ့ညီမတဝန်းခွဲကလည်းကျမနဲ့အသက်ရွယ်တူပါပဲ။ သူမျက်နှာမှာကအပြောင်းတစည်းမှမရှိဘဲနဲ့ရမ်းကိုတည်ငြိမ်ပြီးအေးဆေးလုံးပါတယ်။သူတို့ရဲ့နောက်မှာလည်းလက်ဆွဲတက်တာနှလုံးရှိနေတာကိုကျမအဲ့ဒီအချိန်မှာသတိထားမိလိုက်ပါတယ်။အန်တီတို့ကအားလရဲ့ခီးသွားချမလို့လား။ဟုတ်တယ်လေအားလရဲ့အတွက်ဒီမှာလာပြီးတော့တူတူနေမလို့။အဲ့ဒီအချိန်မှာဖေဖေရောက်လာပြီးတော့သူတို့ရဲ့လွယ်အိတ်တွေကိုဆွဲပြေးသွားခဲ့ပါတယ်။အန်တီလေးနဲ့ဖေဖေတို့ကအမောင်မောင်နှမတွေဖြစ်ကြတာကြောင့်တယောက်ကိုတယောက်ယူဆိုင်ကြပါတယ်။သူတို့နဲ့တူတူရှိရတာကျမပြောပါရစေ။ ဒါပေမဲ့မမေကကျမကိုဆွဲပြီးတော့မပြောလိုက်ခင်ချင်းတီးပါအမ်ပါတမီးကညီမလေးနဲ့အခန်းတူတူနေရမယ်နော်ဟမ်ဒါပေမဲ့ညီမလေးခန့်ကအရန်သေးလို့နဲ့လေမမေရဲ့တိပါရဲတမီးရဲ့တမီးရဲ့အန်တီလေးအလုပ်ရပြီးတော့ဒီကနေပြောင်းသွားတဲ့ချိန်ကျရင်အခန်းပြန်ပြီးတော့ပြောင်းနေရမှာပေါ့အဲ့ဒါကဘလောက်ကြာမှလဲမမေလာနေငယ်တော့ပါပဲတမီးရဲ့ဒါပေမဲ့လာရီကနေတစင်နှစ်တွေအထိကုန်သွားကြတယ်ကျမအသက်ဆယ်နှစ်တောင်ရောက်လာပေမဲ့ ကျမကတော့ Rose နဲ့တူတူအိတ်နေရတော့မှာပဲအကြီးလေးကတခြားအလုပ်ကိုလည်းမရှာပါဘူးဖေဖေကလည်းသူ့ကိုညှို့ခွင့်ပေးထားပြီးတော့တယောက်နဲ့တယောက်နဲ့ဆောက်ရှောက်ပေးနေကြတယ်ဂျီလွန်နဲ့ပဲတဖြည်းဖြည်းချင်းအန်တီနဲ့ Shelly တို့ကကျမတို့အတွက်မျက်စိနှောက်ဆရာတစ်ခုဖြစ်လာတာပေါ့ခုနှစ်တန်းကိုရောက်တော့ကျမတို့ကစာတော်ဆုံးနေဖြစ်တာကြောင့်ကျမနဲ့ညီမလေးတို့ကိုမိမိကပါတီပွဲကျင်းပလို့လုပ်ပေးပါတယ်။အန်တီလေးကရုတ်တရက်နေမကောင်းချင်မှုဖြစ်နေရလို့ပြောပါတယ်။အာနောက်မှပဲပါတီပွဲကိုလုပ်လို့မရဘူးလား။ တော်တော်လေးကိုနေလို့မကောင်းနေလို့ပါရှယ်လီကလည်းကိုးနေတော့ပြီကြည့်အောင်သူချမ်းတက်နေတာပါတီဘက်ကိုလာတဲ့သူတွေစီကိုကူးသွားရင်ဘယ်လိုလုပ်မလဲဒါပေမဲ့ကျမတို့ကစားစရာတွေလည်းဝယ်ပြီးသားပြီအဲ့ဒါတွေကိုလည်းဖိတ်ပြီးသားပြီလေပါတီဘွဲမတိုင်ကြီးတရက်မှထပြီးတော့ပါတီဘွဲကို cancel လုပ်လို့တော့ဘယ်ရမလဲအာနှစ်ယောက်စလုံးအခန်းထဲမှာပဲနေရင်ဘလို့လဲအဲ့လိုဆိုရင်တော့ပို့ပြီးတော့ကောင်းလိုက်မယ်ထင်တယ်။အော်ဒါဆိုနေက ငါတို့နှစ်ယောက်ကိုအပေကန်နေလိုမျိုးအခန်းထဲမှာပဲနေစီနေတာလားအကိုအကိုသမီးပြောတာကိုကြားတယ်မလားကျမတို့ကိုပါတီပွဲမှာရှိခွင့်မပေးနိုင်ဘူးဆိုတဲ့သဘောပြောနေတာသူတို့ပြောတဲ့စကားလုံးတွေကအမြဲတမ်းကျမတို့ကဒီအိမ်မှာကက်နေရတဲ့ပုံစံလိုမျိုးဖြစ်နေတယ်ဟမ်ကျမသမီးကအဲ့ဒီလိုပြောတာမဟုတ်ဘူးနော်အန်တီလေးကတခိုးခိုးနဲ့ချောင်းတွေဆိုးလာပြီးတော့ဖေဖေကသူ့ကိုအခန်းထဲလိုက်ပို့ပေးသွားပါတယ်။အခန်းထဲကပြန်ထွက်လာတော့ပါတီဘွဲကိုကန်ဆယ်လုပ်လိုက်ဖို့အတွက်ကျမတို့ကိုအမိန့်ပေးလာပါတယ်။ ဒါပေမဲ့ပပေတမင်းနဲ့ညီမလေးတို့ကတငယ်ချင်းတွေအကောင်လုံးကိုဖိတ်ပြီးပြီငါမေကနေမကောင်းဖြစ်နေရလေညီတို့လည်းညီတို့ဖေပြောတာကိုနားထောင်တင်တယ်မဟုတ်ဘူးလားသူတော်တော်လေးနေမကောင်းဖြစ်နေတော့ပါတီပွဲမလုပ်သင့်ဘူးလို့အဖေထင်တယ်နောက်တော့မှပဲလုပ်လို့ရှင်လဲရပါတယ်တမီးရဲ့အဖေကိုလုံဆန်းမှုကကျမတို့အတွက်ခက်ခဲပါတယ်အဲအကြောင်းနောက်ဆုံးမှာတော့ပါတီပွဲကိုဖျက်သိမ်းလိုက်ရပါတယ်ရှယ်လီကအခန်းဘက်ထွက်သွားတဲ့အချိန်မှာသူမေပြုံးပြုံးလိုက်တာကိုလည်းကျမလှမ်းမြင်လိုက်ပါတယ်ဟမ် ချီတမီနှစ်ယောက်ကဘလူးရောင်ဒရမာကြီးချိုးနေကြရလဲအဆူဆုံးကတော့ရှယ်လီကကျမနဲ့တတန်းနဲ့လာကြနေရပါရှစ်တန်းကိုရောက်တော့ကျမကအတန်းကောင်းဆောင်ဖြစ်နေရွေးချယ်ခံရပါတယ်တကယ်ကြတော့ presentation လုပ်ဖို့အတွက်ကျမကွန်ပျူတာကိုကင်ပြီးတော့ screen ကိုကြည့်နေတဲ့အချိန်မှာ screen ပေါ်မှာပေါ်လာတဲ့အရာကြောင့်ကျမရန်ကိုထိတ်လန့်သွားရပါတယ်ကျမရဲ့ presentation file အစားထွက်လာတဲ့ video ကြီးကကျမအိမ်မတယောက်ထဲမှန်ကိုကြည့်ပြီးတော့တရှင်းဆိုပြီးကနေတဲ့ပုံစံဖြစ်နေတာ ဟာကြည့်ပါအောင်နင်တို့အတန်းကားဆောင်ကဘီယွန်စစ်ဖြစ်လာဖို့အတွက်တော်တော်လေးကြိုးစားနေရနော်ကြည့်ပါအောင်ကတ်တန်တော့ပုံစံမပေါက်နိုင်ဘူးလားအယူမကြီးကြနေရပဲလေရှယ်လီဒီရက်တကယ်ကိုနင့်အမေလိုမကောင်းတဲ့ဆုံးမှာပဲသူကကျမကိုခေါင်းအုံးလိုက်ပြီးတော့ကြောက်တဲ့မုံနဲ့နေရာနဲ့ကတ်ထားပါတယ်ကျမလည်းဘေးနားကမြေပြူတုတ်တဲ့ဒက်စတာနဲ့သူ့မျက်နှာကိုအုပ်လိုက်ပါတယ်တန်းထဲကကလေးတွေအလုံးကလည်းကျမတို့ကိုကြည့်ပြီးတော့ထားရဲကုန်ကြပြီးကျမတို့လည်းကြောင်နေလိုမျိုးကိုက်ဖြတ်ပြီးတော့တပ်ပုတ်ကုန်ကြတာပေါ့ ဆီယမကတော့ကျမတို့ရဲ့အပြုတ်မှုနဲ့ပတ်သက်ပြီးလုံးဝမကျေနပ်ပါဘူး။အမ်ပါအားလုံးရဲ့စံပြဖြစ်စီဖို့အတွက်တမျိုးဆီယမတို့ကအတန်းကောင်းဆောင်ဖြစ်နေရွေးချတာလေ။ဒီလိုမျိုးကြောက်တင်မှုဖြစ်တဲ့ဒက်စတာနဲ့သူများမျက်နှာကိုလောက်တာကတော့တခြားသူတွေအတွေ့အယူကောင်းတဲ့ရှာမဟုတ်ဘူးနော်။ဒါပေမဲ့သူတမျိုးတွန်းလိုက်တယ်လေ။တမီးကသူ့အမေကိုစုံးမလို့တွားပြတာမဟုတ်ဘူးလား။အဲ့ဒီနေ့လေမှာပဲကျမအိမ်ပြန်ရောက်တော့အိမ်မှာအင်စာရီလုပ်နေခဲ့ပါတယ်။အန်တီလေးကကော်ဖီတစ်ခွက်နဲ့ရှောက်လာပြီးတော့ကျမစာရေးစုပ်ပွဲတက်ထိုင်လိုက်တယ်။ ကျွန်မစာအုပ်ပေါ်ကို coffee ရေမောက်ချလိုက်ပါတယ်။ဟမ်ဘာလို့လိုက်ကြလဲအန်တီ။ညီငါ့ကိုဆုံးမလို့လာပြောလို့ငါကနေကိုတင်ငန်းစာပေးချင်တာလေ။ညီငါသမီးကိုလည်းကြောက်မအနိုင်ကျစ်သေးရမလား။သမီးဒီကိစ္စကိုအဖေနဲ့သွားတန်ပြောမယ်။သွားပြောလိုက်ပေါ့။ငါကတော့မတော်တဆဖြစ်သွားရလို့ပဲပြောလိုက်မှာ။ငါချက်ပို့ပြီးတော့နင့်ကိုရှုံးကြည့်မယ်လို့ထင်နေရလား။ငါကသူချစ်ရတဲ့သူ့ရဲ့ညီမလေ။သူပြောတာအမှန်ပါပဲ။ဖေဖေကကျွန်မပြောတာကိုမယုံကြည်ခဲ့ပါဘူး။အမ်ပါ ။တမီးကိုတော်ကိုဒီလိုမျိုးရဆက်ဆံနေရအဖေကြည့်နေကြပြီ။အခုတော့အဖေပြောတင်တာကိုပြောရတော့မယ်။ဈေးဝယ်သွားရကနေပြီးတော့တမီးရဲ့အမေပြန်လာတာနဲ့ချက်ချင်းမမီသားစုအစီဝေးစမယ်။ဒါပေမဲ့မေမေထွက်သွားတာကကြာနေပြီဖြစ်ပြီးတော့ကျမရဲ့ဖုန်းကိုတော့မကင်တော့ပါဘူး။အချိန်ကကြာလာတာကြောင့်ကျမတို့လည်းစိုးရိမ်လာခဲ့ပါတယ်။အဲဒီအချိန်မှာကားတစ်စီးရောက်လာပြီးတော့မေမေကကားပေါ်ကသစိမ့်သူကိုကျေးဇူးတင်ချပြောလိုက်ပါတယ်။ကားကလည်းသူ့ကိုချပြီးပြီးတော့ဒီတိုင်းမောက်ထွက်သွားတာပေါ့။ဘာဖြစ်သွားတာလဲ။ ကျမကားရင်ဂျင်ကရုတ်တရက်ကြီးထပူလာပြီးတော့အလုံးမလုပ်တော့တာဖုန်းကလည်းအာကုန်သွားတယ်လေကံကောက်လို့တထေးကအနီးနားမှာဖြတ်သွားတဲ့အချိန်ကျမကိုတွေ့ပြီးတော့ကူညီပေးလိုက်တာအာဟုတ်လားဒါဆိုမင်းကောက်ဆစ်ဆေးခိုင်းလိုက်ပြီးတော့နောက်နေ့ကျရင်ကိုပြင်ပေးမယ်နော်အာကျမကတော့အဲ့ဒီလူရှင်းကိုကြည့်ရပုံစံသိတဲ့ဘောမကြအောင်နော်နေပါအောင်ရှင်းပါပြောချင်တာလဲအာမဟုတ်ပါဘူးဒီတိုင်းပဲပြောရပါပါ အဲ့ဒီအချိန်တွေကစပြီးတော့ကျမမိဘနှစ်ပါးရဲ့ခြားထဲမှာရန်စကိုမွေးဖို့အတွက်အန်တီရဲ့မစ်ရှင်စလာခဲ့ပါတယ်။ညနေဘက်ကျတော့မမေရေချိုးနေတဲ့အချိန်ပါအန်တီကမမေရဲ့ပက်ဆံအိတ်ကိုမွေးနေပါတယ်။အန်တီဒီမှာဘာလုပ်နေရလဲ။ကိုခန်းကိုသွားပြီးတော့စားဖက်နေပါလား။အန်တီဘာလို့လာမေးနေရလဲ။အန်တီဒီမှာဘာလုပ်နေရလဲဆိုတော့မပြောမချင်းတမီမသွားနိုင်ဘူး။နီယန်ကအမြဲတမ်းခေါင်းကိုက်အောင်လုပ်လို့လေ။ငါခေါင်းကိုက်ပြစီတောက်ဖို့အတွက်နေ့မေအိတ်ထရရှာနေတာ။အာဒီမှာတွေ့ပြီ။ သူထွက်သွားတော့ကျမလည်းမမေကိုမြ мян မဲ့ပြောလိုက်ပါရယ်။မမေလည်းအိတ်ကိုစစ်ကြည့်လိုက်တော့ပစ္စည်းတွေအားလုံးကသူ့နေရာသူရှိနေပါရယ်။ဂျီလိုနဲ့ရှယ်နဲ့ငလာကြတော့ပပိရဲ့မွေးနေ့ပွဲရှာလာပြီးတော့မမေကပပိအတွက်ဖနက်အစ်စ်ကလေးလက်ဆောင်ပေးခဲ့ပါရယ်။အာ ဖနက်လက်ဆောင်ပါလား။ကိုက Rolex တွေပါရင်မြန်ဝယ်ပေးမလားလို့လေ။ဟုတ်လား။အာ Rolex 9ကတော့ဈေးရင်ကြီးလို့နေမလား။ ဒါပေမဲ့ဟိုတနေ့က credit card သုံးပြီးတော့မင်း Rolex နိုင်ဝယ်တော့မဟုတ်ဘူးလား makeup ကိုသုံးလိုက်တော့ကို့ဖုန်းထဲမှာစဝင်လာတယ်လေဘာကျွန်မမသုံးပါဘူးဖဖေးရဲ့မွေးနေ့မှာဒီလိုနဲ့ပဲဖဖေးနဲ့မမေတို့စကားဆမြောက်ခဲ့ပါတယ်အန်တီကဘာချားရက်ကမီးထပ်မွေးလိုက်တော့ပုတ်ပြီးဆိုးသွားတာပေါ့အာအကိုရဲ့ညမချင်းတော့သူတခြားသူအတွက်နိုင်ဝယ်ပေးလိုက်တာလားမသိဘူးနော်ဟိုတနေ့ကသူ့ကိုအိမ်ပြန်ပြီးလိုက်ပို့သွားတယ်သူမလားအကိုသိပါတယ်သူ့ရဲ့တထင်းဆိုတာလေး ဒီလိုဖြစ်တယ်ဆိုတာအန်ဒီကဘယ်လိုလုပ်သိတာလဲဘာကငါ့ကွယ်ညီမပဲလေသူ့ပအဝင်ချင်မှာဘာတွေဖြစ်နေရဲဆိုတာကိုငါလိုက်ပြီးတော့လေ့လာရမှာပေါ့ငါ့အကိုပေါ်တစ္ဆာဖောက်သွားမဲ့ဖြစ်မျိုးတော့ငါဘယ်သူမှအပြစ်မခံနိုင်ပါဘူးကျမကအတိတ်ပဲမရှိရည်လမ်းမပြောနဲ့တော့ကဲပြောရှင်ဘသူ့ရုံမှာလဲကျမကလားသူ့ကလားဖေဖေကသူ့ညီမကိုယုံကြည်လိုက်ပါတယ်ဒါကြောင့်မချက်ချင်းမမေကသူ့ရဲ့အိတ်တွေအားလုံးကိုပြင်ဆင်လိုက်ပြီးတော့ကျမနဲ့ Rose ကိုခေါ်ပြီးအိမ်ပေါ်ကဆင်းလာခဲ့တာပေါ့ မိမိကတိုက်ခတ်အသေးလေးတစ်ခုကိုငားလိုက်ပါတယ်။သူ့ရဲ့လစာနည်းနည်းလေးနဲ့ကျူရှင်ဆေးတွေပေးဖို့အတွက်တော့ကျမတို့မလုံလောက်နိုင်ခဲ့ပါဘူး။အချိန်နည်းနည်းလောက်ကြာတော့ Rose ကနေမကောင်းဖြစ်လာတဲ့အချိန်မှာကျမတို့အတွက်ပူပြီးခက်ခဲလာခဲ့ပါတယ်။မိမိကဆရာဝန်နဲ့ Rose ကိုတပ်ပြတဲ့အချိန်မှာတော့တရင်စုတစ်ခုကိုပါကျမတို့ထပ်ချလိုက်ရပြင်ပါတယ်။ Rose ကနှလုံးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုဖြစ်နေပြီးတော့ခွဲစိတ်ကုသဖို့အတွက်လိုအပ်နေပါတယ်။သူ့ကိုနှလုံးလူတန်းပေးမဲ့ပိုင်ရှင်တယောက်လည်းလိုပါတယ်။ မမရဲ့ဘာကြောင့်များသမီးတို့စီမှာထားရီလာဖြစ်နေရတာလဲညီမလေးရိုးစ်တခုခုဖြစ်သွားလို့မရဘူးနော်ဘာမှမဖြစ်ပါဘူးသမီးလေးရဲ့အမေတို့ကတတိရှိရှိနဲ့ညင်ဆိုင်ရမယ်လေဟုတ်တယ်မလားရိုးစ်ကအချိန်တခုလောက်ထီတော့ဆေးရုံမှာနေနေခဲ့ရပါတယ်တရကြပပေကအန်တီတို့တာမီနဲ့တူရိုးစ်ကိုဆေးရုံလာကြည့်ပါတယ်ဒါပေမဲ့လူကြီးတွေမရှိတဲ့အချိန်မှာရိုးစ်ကိုရှယ်လီကဒီလိုပြောလိုက်တာပေါ့ကြည့်အောင်နင်းကြောင်တဲ့နေရအဖေက ငါတို့နေနေရဲ့အိမ်ကိုရောင်းတော့မှာတဲ့ဟမ်ဟမ်နေပါပြောတာလဲ तू ပြောရကိုနားမထောင်နဲ့ rose နေရမဟုတ်ကောက်ကရွာကကိုကုသားဖို့အတွက်နေဘေးကအိမ်ကိုပါပေါင်ထားလိုက်ရတာလေဟမ်အခုကျတော့အတိုးတွေပါမတက်နိုင်တော့ဘူးနေရကျေးဇူးကြောင့်နဲ့ငါတို့ပါအိမ်ချရာမဖြစ်တော့မယ်ဘယ်တော့မှနေအိမ်မဖြစ်ခဲ့ဘူးလေအခုချက်ချင်း rose ရဲ့အခန်းထဲကထွက်သွားလိုက်တော့ အဲ့ဒီနေ့ကစပြီးတော့ online နဲ့ website ပေါ်ရမှာနှလုံးအစာတူကုသပေးမဲ့သူကိုကျွန်မလိုက်ရှာခဲ့ပါတယ်။နှလုံး foundation လို့ခေါ်တဲ့ program တစ်ခုကိုမြင်လိုက်ရပြီးတဲ့နောက်ကျွန်မအရင်သဘောကျသွားတယ်။ကျွန်မတို့ဖြစ်နေတဲ့အဖြစ်အပျက်ကိုပြပြလိုက်ပြီးတော့အဲ့ဒီ foundation မှာ shop ထားလိုက်ပါတယ်။ကျွန်မဒီလို foundation မှာ shop ထားရဲဆိုတဲ့အကြောင်းပြပြလိုက်တော့ Rose ကလည်းဝမ်းသာနေပါတယ်။ညီမလေးရဲ့မိသားစုကအရှင်လိုမျိုးပြောစရာမကောင်းတော့ဘူးဆိုပေမဲ့လည်း ဒီလိုမျိုးအမကတငယ်ချင်းညီနဲ့ရောအမညီနဲ့ပါရှိနေပေးကြတဲ့အတွက်သိကူဝမ်းသာပါတယ်။ကျမတို့ဖတ်လိုက်ပါတယ်။ပြီးတော့စိတ်ပြေလက်ပြဖြစ်အောင်လို့ငငယ်လေးတွေကကနေချာအတိုင်းကျမတို့ကိုကပြနေကြတာပေါ့။ကျမကတော့ကိုကြည့်ပြီးတော့သူကလည်းအရင်တော့ကအတိုင်းပဲရှင်နေတော့မှတစ်ဖက်ကကျမတော့ခက်ခဲနေရတဲ့အခြေအနေကိုကျမတို့ရင်ဆိုင်နေရတဲ့အတွက် ကျမရဲ့အဆင့်တွေကိုလည်းမကြအောင်လို့မနေထိန်းထားနေရပါတယ်။တရကျော်ရှယ်လီကကျမထက်တင်ချာမှာအမှတ်များသွားတယ်။ ကျမရှိလာပြီးတော့သူ့အမှတ်ကိုအတင်းကျွားနေတာအမြင်ကက်ချင်စရာပဲအခုတော့ငါကငါရောမိသားစုမှာအတော်ဆုံးဖြစ်သွားပြီချင်းနဲ့နော်ဦးလေးကိုဒီကြောင်ပြပြပြီးတော့ပါတီပွဲတစ်ခုလုပ်ခိုင်းရမယ်မစိုးရင်ပါနဲ့အော်ညို့လည်းဖိတ်မှာပါဝိတ်တာအနေနဲ့ပေါ့ရှုပ်တည့်ကျမဒေါသရီထွက်ပြီးတော့အော်ဟစ်ပြီးသူ့စီပြေးလာတယ်ဒါပေမဲ့အရှိတစ်ခေါက်တုန်းကလိုမျိုးအဖြစ်မှခံနေတာကြောင့်ကျမရဲ့စိတ်ကိုကျမမနေ့ပြန်ဆူဆီလိုက်ပါတယ်ဒါတော့မှရှယ်လီကကျမကိုလန့်သွားပြီးတော့အနောက်ပြန်လဲကြသွားတာ ။သူတတိမိသွားတဲ့အချိန်ပဲ။ရှယ်လီနေပါဖြစ်သွားတာလဲ။ဖခင်ကြီးနေတော့တက်လိုက်တာလား။ဘာငါတို့အထီးတော့မထီရသေးဘူးနော်။မဟုတ်ဘူးငါမြင်လိုက်တယ်။သူတင်ငယ်ချင်းကထွက်ပြေးသွားပြီးတော့ကျောင်းအုပ်ကြီးကိုသွားခေါ်တယ်။ရှယ်လီကိုချက်ချင်းဆေးရုပ်ပို့လိုက်ကြပြီးတော့ဆေးရုံမှာတော့သူကောင်းကြည့်ပါ။ကျမကျတော့ကြောင်းနှစ်ပတ်အနားခံလိုက်ရပါတယ်။ကျမရှယ်လီကိုတေလောက်အောင်တတ်ဖြစ်ချင်နေပါတယ်။ ဒါပေမဲ့လည်းကြောင်းနာရတော့ကျမညမာလေးနဲ့ပို့ပြီးတော့အချိန်ကုန်ဆုံးနိုင်တယ်လို့တွေးမိပါရယ်။ညမာလေးတို့ရဲ့တစ်ပင်အိမ်လေးကိုလွှမ်းလိုက်တာ။အမရောပဲ။အဲ့ဒီကိုသွားရအောင်နော်။အမတို့အခုသွားလို့မရသေးဘူးလေညမာလေးရဲ့။ညမာလေးနေကောင်းမှသွားလို့ရမှလीနော်။လောက်ပါအမအန်ပါရယ်။တမီဒီစီယိုမနီကအရန်ကိုပြင်းပြီးတော့ညင်းဝေးလာပြီ။ကျမညမာလေးကကျမကိုခွေးလေးတစ်ကောင်လိုမျိုးအသေးအံတောင်းဆိုနေပါရယ်။ အဲ့ဒါကြောင့်ညီမလေးကိုလေကောင်းလေတန်းရှူဖို့အတွက်ခေါ်တော့အောင်မယ်ဆိုပြီးသူနာပြုတ်ကိုပြောခင်လိုက်ပါတယ်။ဆေးရုံကနေခိုးထွက်လာပြီးတော့ဘက်စကာစီပီဖိဖိအိမ်ကိုပြန်လာခဲ့တာပေါ့။အိမ်မှာလည်းဘယ်သူမှရှိပုံမရပါဘူး။အဲ့ဒါကြောင့်တစ်ပင်အင်းလေးစီကိုပဲကျမတို့တက်တက်လာလိုက်တယ်။ညီမလေးအပေါ်တက်နိုင်တာသိကြလား။တက်နိုင်ပါရဲ့အမရဲ့။ကောင်းပြီလေဒါဆိုဖြည်းဖြည်းချင်းတက်သွားတော့အမကအနောက်မှာရှိနေမယ်။ဘရော့စ်ကတစ်ပင်အင်းလေးစီကိုတက်သွားပါရဲ့။အပေါ်ကိုရောက်တဲ့ချိန်မှာတော့ချက်ချင်းပဲထပြီးတော့អော်လိုက်တယ်။ ျမလည်းညီမလေးကိုကြည့်ဖို့အတွက်အပေါ်ကိုပြေးကြလာတယ်။ဒါပေမဲ့အပေါ်မှာရှယ်လီကအရင်ရောက်နေပြီးတော့ကျမကိုကြည့်နေတာပေါ့။ပြီးတော့သူ့ဘေးမှာသူ့ကြောင်ကကောင်းလေးတယောက်လည်းရှိနေတယ်။ရှယ်လီဒီဒီမှာဘာလို့နေရလဲ။ကြောင်ပြေးလာပြီးတော့ငါ့ကောင်လေးနဲ့ငါအဒီမှာအချိန်လာဖြုံးနေရလေ။နင်းနေနေညီမကငါတို့ကိုလာပြီးရှုပ်နေတာ။တော်လိုက်တော့ဒီတစ်ပင်အိမ်ကငါတို့အပိုင်မယ်။ဟုတ်လား။ဒါဆိုလည်းကြည့်ကြသေးတာပေါ့။သူကလေကားတစ်ကိုကန်ချလိုက်တော့ ကျမလည်းလေကားပေါ်ကပြုတ်ချသွားပြီးတစ်ပင်မှာကျွဲလောက်ဖြစ်နေတယ်။ကံကားလို့ကျမမသိတာ။အမလီအန်ပါ။နောက်ကိုလည်းကြည့်လိုက်တော့မှဖေဖေဖြစ်နေပြီးတော့ဖေဖေရဲ့ဘေးနားမှာမေမေလည်းရှိနေပါရဲ့။ဖေဖေကလေကားကိုပြန်တင်ပေးလိုက်ပြီးတော့ကျမကိုအောက်ဆင်းလာဖို့အတွက်ကူညီပေးလိုက်တယ်။မေမေတို့ကဒီကိုဘယ်လိုရောက်နေကြတာလဲ။တမီးတို့နှစ်ယောက်ပျောက်နေရဆိုပြီးတော့ဆေးရုံကမေတို့ကိုပြောလိုက်တယ်လေ။အားကြောင့်ဒီမှာရှိမယ်ထင်လို့လာရှာကြတာ။တမမမရဲမေမေတို့ ။တမီးကဒါအမရဲ့အမမဟုတ်ပါဘူး။တမီးကသာဒီအိမ်လေးကိုလာခြင်းလို့တောင်းဆိုလိုက်တာပါ။ဘာလို့လဲဆိုတော့ဒီနေရာလေးကတမီးအတွက်ပျော်ရွှင်စေခဲ့တဲ့နေရာလေးမို့လို့ပါ။ Rose ကငိုလိုက်တော့မှပဲကျမတို့မိသားစုလည်းအချင်းချင်းဖတ်လိုက်ကြတယ်။ရော်တီးရဲ့အန်တီလေးကကျမတို့ကြားထဲမှာဝင်ပါပြန်ပါတယ်။နေပါဦးဒီမှာဘာဖြစ်နေကြလဲ။အမ်ဘာကအပေါ်ကိုတက်မလို့လုပ်နေတဲ့ဟာကိုရှယ်လီကလေကားကိုစောင့်ကြံပြလိုက်တယ်လေဘယ်လိုတော့ဒေးဗစ်မရှိရရလဲ ကျမသမီးရှယ်လီကဒီလိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ငါရဲ့မျက်စိနှလုံးနဲ့တိတ်တိတ်မြင်တာ။ရှယ်လီကသူ့ကောင်လေးနဲ့အပင်ပေါ်ကဆင်းလာတော့မှအန်တီလေးလည်းအယံကိုတော့တတ်ထွက်သွားပါရဲ့။ရှယ်လီသမီးတောင်းပန်ပါရဲ့။ရှယ်လီကအခုမှတနာဖို့ကောင်းတဲ့ပုံစံလုပ်နေပေမဲ့ကျမကတော့ခွင့်မလွတ်ပါဘူး။ဂန်တီကိစ္စကိုလုံးဝလက်မခံနိုင်ဘူးရှယ်လီ။မင်းလလိုက်တဲ့လောက်ရကအမ်ဘတ်ကိုထိကိုက်သွားနေစီရယ်ဆိုတာမသိဘူးလား။ညင်တကယ်တောင်းပန်နေဆိုရင်ကျမဘာတွေဖြစ်ခဲ့လဲဆိုတာနီကရိုင်မရှင်ပြလိုက်လေ။ ညီငါ့ကိုတွန်းခဲ့တယ်လေအဲ့ဒါကအမှန်တရားပဲဟုတ်တယ်လေသူတွန်းလိုက်တယ်ကျမသမီးကိုပြီးတော့ကိုဖဖြစ်လို့အဲ့ဒီမိမရဲ့လက်ကိုထပ်ပြီးခိုင်းထားတာလေအဲ့ဒီမိမကဘလူးလူးနဲ့တူတူရှိနေကြလဲဆိုတာမေ့သွားတာလားချက်ချင်းပဲဖဖကမမရဲ့လက်ကိုဆွဲပြုတ်လိုက်တဲ့အချိန်မှာမိမလည်းရှောင်းကိုဝမ်းနေသွားပါတယ်ဒါနဲ့ပဲကျမတို့လည်းစိတ်ရုပ်ကိုပြန်လာခဲ့တဲ့အချိန်မှာရှော့တရဲ့ကျမစီမှာအိုင်ဒီယာတစ်ခုရသွားခဲ့ပါတယ်မမေတမီ credit card ငားလို့ရလား ။သမီးရဲ့အမေရဲ့ credit card ကတော့မှပြည်တော်ပြည်နေတော့ပြီ။အခုလည်းအကျွေးတွေကတင်နေသေးတာမဟုတ်ဘူးလား။မဟုတ်ပါဘူး။သမီးဘာမှမဝယ်ပါဘူးမေ။သမီးတခုစုံစမ်းချင်လို့ပါ။ကျမအမျိုးရဲဘက်ကိုကားနဲ့ထွက်လာပြီးတော့ Rolex နိုင်ရောင်းတဲ့စီကိုတွားခဲ့ပါရယ်။ဒါနဲ့ကျမမေရဲ့ credit card ကိုစစ်ပေးလို့ရလား။လုံခရရဲ့နေငလောက်ကဒီမှာ Rolex နိုင်ဝယ်သွားတယ်လို့သိထားလို့ကြက်ကိုစစ်ကြည့်လိုက်တော့ရောင်းတဲ့သူက Rolex နိုင်နဲ့ပတ်သက်တဲ့အချက်အလက်တွေထွက်လာပါတယ် အဲ့ဒီနေ့ကဝယ်သွားခဲ့တဲ့အချိန်နဲ့ရေဆွဲကိုကြည့်လိုက်ပြီးတော့ CCTV မှာကျွန်မစစ်ဆေးခန့်ခဲ့ပါတယ်။ထေချပေါက်ကျွန်မမျှော်လင့်ထားတဲ့အတိုင်းပဲ။ Andy လေးကမမေ့ရဲ့ credit card ကိုသုံးပြီးတော့ဝယ်သွားတာ။ CCTV ရဲ့ဗီဒီယိုကိုလည်းကျွန်မကူးထားလိုက်ပြီးတော့ထွက်လာခဲ့တာပေါ့။ဖေဖေကိုပြပြမယ်ဆိုပြီးတော့ထွက်လာတဲ့လမ်းမှာကျွန်မဆေးလုံရှာဖို့ကောင်းတဲ့ဖုန်းကောတစ်ခုလက်ခံရရှိခဲ့ပါတယ်။ Bruce ရဲ့နှလုံးစားထုတ်မှုကိုကုသဖို့အတွက်အလှူရှင်ပေါ်လာပြီးတဲ့ ဒါဆိုညီမလေးကနှလုံးသားအသက်ရပြီးတော့သူအားလုံးစီပြီးတော့မှာပဲပပိရဲ့ယုံကကိုလျှောက်သွားတော့ Rolex နိုင်ဝယ်နေခဲ့တဲ့အန်တီလေးရဲ့ CCTV ကိုကျွန်မပြလိုက်ပါတယ်။ဖခင်ကြီးအဖေဘာပြောရမလဲမသိတော့ဘူး။သူကအဖေရဲ့တူရဲသောညီမလေးပါ။ဘာကြောင့်များအဖေပေါ်ကိုကြည်လို့လောက်ရတာလဲ။ပပိကသမီးတို့တွေထွက်ပို့ပြီးတော့အန်တီလေးကိုယုံကြည်နေခဲ့တဲ့အတွက်သမီးတို့အရန်ခံစားခဲ့ရတယ်။အန်တီလေးကသမီးတို့ရဲ့ပျော်ရွှင်တဲ့မိသားစုလေးကိုဖျက်ဆီးပစ်တာ။ ဒါကိုပပေကလည်းကွင့်ပြုထားခဲ့ရလေ။နောက်နေ့ကျတော့ကျမနဲ့မေမေကရိုးစင်စီယုံကန်ထဲမှာရှိနေတော့ဖေဖေစီယုံကန်ထဲကိုဝင်ချလာပါရဲ့။အဖေအလုံးကိုတောင်းမှတ်ပါရဲ့။အဖေရဲ့တောင်းမှတ်မှုကလုံလောက်မှမဟုတ်ဘူးဆိုတာအဖေသိပါရဲ့။ဒါပေမဲ့အဖေအလုံးကိုလည်းအယမ်းချစ်ပါရဲ့။အလုံးအဖေရဲ့စီကိုပြန်လာဖို့အတွက်အဖေမမကစူးစမ်းသွားမှာပါ။မေမေကတော့ဖေဖေကိုချက်ချင်းခွင့်မလုပ်ပါဘူး။ဒါပေမဲ့အန်တီလေးတို့တာမီကိုမောင်းထုတ်လိုက်ပြီဆိုတဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့ မိမိကဒုတိယအခွင့်အရေးကိုပေးဖို့တရဆုံပြလိုက်ပါတယ်။ဒီလိုနဲ့ပဲကျမတို့မိသားစုကတစုရဲပြင်ဖြစ်သွားကြတာပေါ့။ကျမဒီမှာသင်ကန်းစာတစ်ခုရလိုက်ပါတယ်။အမြဲအမှန်တရားအတွက်ဖဲကြည့်ပါ။နာကျင်ရပေမဲ့လည်းပေါ့။ခေါင်းဆောင်ကောက်တယောက်ဆိုတာကအမှန်တရားကိုရှာဖွေတဲ့သူကိုခေါ်ပါတယ်။ရှာလာလေးကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လေးတွေနဲ့အတူပြန်လဲဆွေးနွေးကြပါသေးတယ်။ဒါရိုက်အေဂျင့်နဲ့လေးတွေကိုပိုင်ဆိုင်နေကြပါစီနော်။